မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးပါရမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒီဘဲရင်တွင်စာတင်ကျောင်းကိုစစ်လျင်ဖြင့်ပုံကျဲမှုကြောင့်ចောင်းသားចောင်းသူ20ဦးနှင့်ဆီယမ2ဦးသေဆုံးမှုကုလသမဂ္ဂအစည်းအဝေးတွင်တင်ပြလိုက်ပြီးစစ်အုပ်စုကိုကုညီနီမှုရက်တရံတမတ်ကြီးဦးကျော်မှုထွန်တောင်းဆိုတဲ့ဆွေးနွေးသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇကိုင်းတိုင်းဒီဘဲရင်မြို့နယ်တွင်စစ်တပ်ကစာတင်ကျောင်းကိုလျင်ဖြင့်ပုံကျဲမှုကြောင့်ចောင်းသားចောင်းသူ20ဦးနှင့်ဆီယမ2ဦးသေဆုံးခဲ့ကြောင်းကုလသမဂ္ဂတွင် င်တန်အမတ်ကြီးဦးကျော်မို့ထွန်းကတင်ပြပြောဆိုပါရယ် ရှမန်နီမေလ12ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်သောစင်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းနိုင်ဆိုင်ရာ conference တွင်၎င်းကအထက်ပါအတိုင်းတင်ပြပြောဆိုလိုက်ခြင်းဖြစ်ပါသည်။မေလ12ရက်နေ့နံနက်ပိုင်းစစ်အုပ်စုကစကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုထင်းကွင်းရွာရှိစာတင်ကျောင်းကိုလေကျောင်းမှတက်ဆင်တိုက်ခိုက်ခဲ့ရာကျောင်းဆရာမနှစ်ဦးနှင့်ကလေးငယ်20ခန့်အသေဆုံး၍များစွာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းယင်းဖြစ်ရသည့်တစ်ခုတည်းမဟုတ်ပါကြောင်းတစ်ဖက်တွင်လည်းစကိုင်းတိုင်းလွန်ခဲ့သောတလကျော်ကာလအတွင်းဖြစ်ပေါ်ခဲ့သည့်ပြင်းအား 9.8အဆင့်ရှိတဲ့ငလင်တန်အပြင်းဆုံးထိခိုက်ခံရသည့်ဒေသများအနေဒေသတစ်ခုဖြစ်ကြောင်းသတ်မှတ်ကြီးကဆိုပါရယ်အကျံဖက်စိအုပ်စုကနေ့စဉ်မစင်မတင်ကျူးလွန်နေသည့်လေချောင်းတိုက်ခိုက်မှုများနှင့်ဘုံကျဲခြင်းတို့ကအယက်သားထိခိုက်နေတာမူနှင့်အစာအုပ်များပျက်စီးဆုံးရှုံးမှုတို့ကိုအလွန်အမင်းဖြစ်စေပြီးစင်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေပန်းနိုင်များအားအကောင့်ထည့်ဖို့ရန်တာဝန်ယူကြရသည့်အစာအုပ်များဖြစ်သောစာသင်ကျောင်းများနှင့်စေယုံများအပေါ်အများဆုံးထိခိုက်စေကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းကဆက်လက်ပြောဆိုပါသည် တချို့သောနိုင်ငံများအနေဖြင့်စစ်အုပ်စုအားထောက်ပံ့ပေးနေကြောင်းစစ်အုပ်စုအားရုပ်ဝတ္ထုပစ္စည်းအပြင်တော်၎င်းစိတ်သက်အပြင်တော်၎င်းထောက်ပံ့ပေးခြင်းကကလီးငယ်များအပါအဝင်လူအများပြားကိုစစ်အုပ်စုကတပ်ဖြတ်နိုင်စေရန်ကူညီပေးရာရောက်နေကြောင်းထို့ကြောင့်ဘုံကျဲတိုက်ခိုက်ခြင်းများရပ်တန့်ပေးပါလူများကိုတပ်ဖြတ်နေခြင်းအားရပ်တန့်ပေးပါစစ်အုပ်စုကိုကူညီပံ့ပိုးနေခြင်းအားရပ်တန့်ပေးရန်တောင်းဆိုလိုက်ပြီးမြန်မာနိုင်ငံတွင်ဤစစ်အုပ်စုနှင့်စစ်အာဏာရှင်စနစ်အားအဆုံးသတ်က Federal Democracy ပြည်ထောင်စုထူထောင်နိုင်မှသာလျှင်မြန်မာနိုင်ငံတွင်ရေရှည် ေတည်တံ့သောငြိမ်းချမ်းရေးနှင့်တရားမျှတမှုတို့ကိုစောင့်ကြဉ်ပေးနိုင်မည်ဖြစ်ကြောင်းတန်အမတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုပါတယ်။ဆလပီအမျိုးသားညီညွတ်ရေးအစိုးရက PRP အပြည့်ရစဲရေးကြိုးပမ်းမှုများကိုလက်ခံမည်မဟုတ်ဟုအတီလင်းထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနိုင်ငံတကာနိုင်ငံ၏ PRP အပြည့်ခတ်ရစဲရေးကြိုးပမ်းမှုမျိုးကိုလက်ခံမည်မဟုတ်ကြောင်း NUG ဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောဆိုပါတယ်။ ပြည်သူလူထုနှင့်နိုင်ငံတကာသို့တရင်စကားပြောကြားခြင်းအစီအစဉ်တစိမ့်မြင့်ဆောင်2025တွင်၎င်းကအချက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီးနိုင်ငံတနိုင်ငံ၏နှိစက်ရာညီနိုင်မှုနှင့်အကြက်၍ရာသီအင်အားစုများကိုနိလန်ပေါင်းစုံသုံးအတင်းဖီအားပေးဆွေးနွေးခိုင်းမှုမှာအကျိုးမရှိဘဲသွေးကွဲမှုနှင့်တင်းမာမှုများကိုဖြစ်ပေါ်စေနိုင်ကြောင်း၎င်းကရှင်းလင်းပြောဆိုပါသည် နိုင်ငံတကာနိုင်ငံကနှိစက်ရညှိနှိုင်းမှုတွေနဲ့အကြက်ခံလို့ရတဲ့အင်အားစုတွေကိုနီလန်ပေါင်းစုံသောအတင်းဖီအားပေးဆွေးနွေးစီပြီးအပြည့်ခတ်ရက်စဲစီမှု for negotiation နီလန်ကိုအသုံးပြုခြင်းဟာလည်းရရှိအတွက်အကျိုးမရှိဘဲအခြေအနေကိုပုံမှုရှုပ်ထွေးစီကတိုင်းသားအင်အားစုတွေအချင်းချင်းကြားသွေးကွဲမှုတင်းမာမှုတွေကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မိမိတို့ကိုဖိအားပေးပြီးအပြည့်ခတ်ရက်စဲရေးကြိုးပမ်းမှုမျိုးကိုလက်ခံမှာမဟုတ်ဘဲနိုင်ငံတကာအတိုင်းအဝိုင်းအထူးသဖြင့်အာဆီယံနဲ့အိန္ဒိယနိုင်ငံတွေရဲ့စီးလုံးညီညွတ် တဲ့ကြိုးပမ်းမှုကိုလမ်းဖွင့်ထားပါတယ်ဟုဦးနေဖုံးလက်ကဆိုပါတယ်။ လက်တလောအကျန်းဖက်စေအုပ်စုကဟန်ပြအပြစ်ခတ်ရက်စဲရေးကြေညာနေတော်လဲ၎င်းတို့ကိုယ်တိုင်ကြေညာထားသောအပြစ်ခတ်ရက်စဲရေးကိုချိုးဖောက်နေကြောင်းစစ်တပ်၏အကျန်းဖက်တိုက်ခိုက်မှုများကြောင်းပြည်သူ334ဦးသေဆုံးခဲ့ကြောင်းဦးနေဖုံးလက်ကဆက်လက်ပြောဆိုပါရယ်စေအုပ်စုဟာသခိုင်းငလင်ကြီးလောက်ကတ်ခဲ့တဲ့မလ28ရက်နေ့ကနေစပြီးမေလ9ရက်နေ့အထိတိုင်းနယ်ပြည်နယ်73ခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း382ခုပြုလုပ်ခဲ့ပြီးအဲ့ဒီဖြစ်စဉ်တွေကြောင်းပြည်သူလူထုသေဆုံးသူ334ဦးရှိခဲ့ကဒီကိုက်တန်ရာရရှိသူ950နဲ့ ၂ဦးရှိခဲ့ပါတယ်။ဒီတလခွဲခန့်ကာလာအတွင်းလေကြောင်းတိုက်ခိုက်မှုတွေကြောင်းလူနေအိမ်ချင်း900ကျော်စာတင်ကျောင်း40ကျော်နဲ့ဘာသာရေးအဆောက်အဦတွေဖြစ်တဲ့ဘုံကြီးကျောင်း20ကျောင်းခရစ်ယာန်ဘုရားကျောင်း၄ကျောင်းဗလီတလုံးတို့ထိခိုက်ဆုံးရှုံးပျက်စီးခဲ့ရပါတယ်။လက်ရှိမှာ အကျန်းဖတ်စစ်အုပ်စုဟာလေကြောင်းတိုက်ခိုက်မှုတွေမှာ ချက်လျင် drone စက်တက်လေးဒီပါရာမော်တာတွေအပြင် gyro copra လို့ခေါ်တဲ့ရဟတ်ယင်အငဲစားတွေကိုပါအသုံးပြုနေတာလည်းဖြစ်ပါရင်လေကြောင်းတိုက်ခိုက်မှုအပြင်လက်နက်ကြီးတွေနဲ့လည်းနေစဉ်ရက်ဆက်တိုက်ခိုက်လျက်ရှိနေတယ်လို့စစ်ကြောင်းထုတ်ပြီးရွာတွေကိုမီးရှို့ဖျက်ဆီးတဲ့ဖြစ်စဉ်တွေလည်းရှိနေတာဖြစ်ပါတယ်ဟု၎င်းကဆက်ပြောပါတယ် အကျန်းဖက်စစ်တပ်ကပြည်သူလူထုကိုဦးတည်သည့်ဒေသောင်းတိုက်ခိုက်မှုနက်နက်ကြီးတိုက်ခိုက်မှုရွာများသို့စစ်ကြောင်းထုံးမီးရှို့စားတဲ့လုပ်ရက်များကိုနေ့စဉ်ရက်စက်လက်တွေ့လှုပ်ဆောင်နေတော်လဲတပ်ဖက်တွင်နိုင်ငံတကာမျက်နှာပန်းလှစေရေးအတွက်ဟန်ပြအပြစ်ခက်ရက်စက်ရေးထုတ်ပြန်ချက်များကိုထုတ်ပြန်လျက်ရှိကြောင်းသိရှိရပါသည်။ အမှန်တကယ်အပြစ်ခတ်ရစဲရည်သည့်နိုင်ငံတကာစောင့်ကြည့်လေ့လာမှုလိုအပ်မည်ဖြစ်ပြီးချိုးဖောက်သူကိုမိသို့အရေးယူမလဲဆိုသောအရေးယူမှုများပါဝင်ရမည်ဖြစ်ကြောင်းစစ်အုပ်စု၏ဟန်ပြအပြစ်ခတ်ရစဲရည်သည့်ချိုးဖောက်ရန်လွယ်ကူပြီးချိုးဖောက်များကိုစစ်တပ်ကကိုယ်တိုင်ကျူးလွန်နေကြောင်း၎င်းကဆိုပါရယ်အခုစစ်အုပ်စုဘက်ကလှုပ်ဆောင်နေတဲ့ဟန်ပြအပြစ်ခတ်ရစဲရည်ကြေညာချက်တွေဟာစီးနှောင်မှုမရှိချိုးဖောက်ဖို့လွယ်ကူမယ်အကြောင်းချက်တွေထည့်သွင်းထားတာကိုလည်းသတိပြုကြရမှာဖြစ်ပါရယ်စစ်မှန်တဲ့အပြစ်ခတ်ရစဲမှုတွေအတက်ကျင်းဝတ်စည်းကမ်းကော့ဒ်ကွန်ဒက်တွေသဘော ူညီမှုတွေလိုအပ်မှာဖြစ်တယ်လို့အဲ့ဒီကျင့်ဝဲသဘောတူညီချက်တွေကိုလှိုင်းနာဆောင်ရွက်ခြင်းရှိမရှိသိကြစေဖို့နိုင်ငံတကာစောင့်ကြည့်လေ့လာမှု International Monitoring Mechanism လိုအပ်မှာဖြစ်ပါတယ်။သဘောတူထားတဲ့ကျင့်ဝဲသဘောတူညီချက်တွေကိုချိုးဖောက်ခဲ့မယ်ဆိုရင်ချိုးဖောက်သူကိုဘယ်လိုအရေးယူမလဲဆိုတဲ့အရေးယူမှုတွေလည်းပါဝင်ရမှာဖြစ်ပါတယ်ဟု၎င်းကဆက်ပြောပါတယ်။ စစ်တပ်ကမေလ6ရက်နေ့မှမေလ31ရက်နေ့အထိယာယီအပြစ်ခတ်ရက်စဲရေးကြေညာထားတော့လေယမန်နေ့တွင်တီဘဲရင်းမြို့နယ်အတွင်းရှိစာတင်ကျောင်းသို့လေယာဉ်ဖြင့်ပုံကျဲချခဲ့သဖြင့်ကျောင်းသားကျောင်းသူ20ဦးနှင့်ဆရာမ2ဦးစုစုပေါင်း22ဦးသေဆုံးခဲ့ရပါတယ်ဆလပီအိုထိန်ကွင်းကြေးရွာစာတင်ကျောင်းကိုဘုံပရိဒါတုံးပြီးစစ်ကောင်စီလေးတက်တိုက်ခိုက်ခဲ့တယ်လို့ NUG ဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် စကိုင်းတိုင်းဒီပင်းရင်မြို့နယ်အိုးထိန်ကွင်းကျေးရွာစာတင်ကျောင်းကိုစစ်ကောင်စီလက်ထက်ကဂျက်တိုက်လျင်နဲ့ဘုံပရိတာ Blue Star ဘုံကိုအုံပြူတိုက်ခိုက်ခဲ့တာလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူအခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။မေတီလာမျိုးရှန်တဲလီတဲ့စကန်းကတက်လာတဲ့ဂျက်တိုက်လျင်ကဘုံကျဲတာဖြစ်ပြီးဘုံပရိတာလို့အတိများတဲ့စင်ပွားပေါက်ကွဲတဲ့ Blue Star ဘုံနှလုံးအုံပြူခဲ့တာကိုမျက်မြင်သက်သေတွေရဲ့ထွက်ဆိုချက်အပါအဝင်ကြားရှိခဲ့တဲ့ဘုံခွန်တွေအရသိရပါတယ်လို့ NUG ကဖော်ပြပါတယ်။မနေ့မေလ12ရက်မနက်9:00 ို30မိနစ်အချိန်မှာအိုထိန်ကွင်ကြီးရွာစတင်ကျောင်းမှာအတန်းတင်ဆောင်မှုပဲဖြည့်ဆို့ဖို့ပြင်ဆင်နေချိန်ဘုံကျဲတိုက်ခိုက်ခံရတာလို့ NUG ကဆိုပါတယ်။အဲ့ဒီတိုက်ခိုက်ခံရမှုအတွင်မနေ့ည7နာရီခွဲအချိန်အထိမြေပြင်ကနေနောက်ဆုံးရရှိထားတဲ့အချက်အလက်တွေအရာကျောင်းသားကျောင်းသူအပါအဝင်ပြည်သူ22ဦးသေဆုံးခဲ့ပြီး40ကျော်ထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကတော့အိုထိန်ကွင်ကြီးရွာကိုဘုံကျဲတိုက်ခိုက်တာမရှိဘူးလို့ညင်းဆိုထားပါတယ်။ဘုံပရိသာ cruiser လို့သိကြတဲ့ဘုံအသေးတွေစုထားတဲ့ထက်ဆင့်ပေါက်ကွဲပုံဟာအရက်သားပြည်သူတွေကိုထိခိုက်သေးဆုံးမှုမြင်မ ှာစီရာကြောင့်နိုင်ငံတကာကအထုံပြုမှုကိုတားမြစ်ထားပါတယ်။ဘုံပရိသတ်တွေဟာမပောက်ကွဲပဲကြန့်ရှိနေတဲ့မြေမြုံပိုင်းတွေလိုပဲနှစ်နဲ့ချီပြီးအသက်ရှိနေကအယက်သားပြည်သူတွေကိုထိခိုက်သေးသေးစေနိုင်ပါတယ်။ဒါကြောင့်2008ခုနှစ်မှာနိုင်ငံပေါင်း123နိုင်ငံကဘုံပရိသတ်အထုံပြုမှုကိုတားမြစ်ပိတ်ပင်တဲ့စာချုပ်ကိုချုပ်ဆိုခဲ့ကြပေမယ့်မြန်မာကတော့အဲ့ဒီသဘောတူစာချုပ်မှာမပါဝင်ခဲ့ပါဘူး။ ။ဆက်လက်ပြီးလေးမျက်နှာမျိုးနဲ့နှင်းကြောက်ပတောင်းမျိုးနဲ့တို့တွင်စစ်တပ်ကလူနေများကိုစစ်မှုထမ်းခိုင်းရန်အတွက်အတင်းအကျပ်ဝင်ရောက်ဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အေယာဝတီတိုင်းလေးမျက်နှာမျိုးနဲ့နှင်းမန္တလေးတိုင်းကြောက်ပတောင်းမျိုးနဲ့တို့တွင်စစ်တပ်ကလူနေများကိုစစ်မှုထမ်းခိုင်းရန်အတင်းအကျပ်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရသောလူနေများဤမိဘဆွေမျိုးများကသတင်းဌာနသို့ပြောဆိုပါတယ်။ယမန်နီမေလ12ရက်နေ့ညနေ6:00နာရီအချိန်မန္တလေးတိုင်းကြောက်ပတောင်းမျိုးနဲ့ပုပ်ပါအုပ်စုချောင်းပြချီရွာတွင်စစ်တပ်ကစစ်ကားသုံးစုဖြင့် ေးရွာအတွင်းသို့ဝင်ရောက်လာကြောင်းထို့နောက်ကျေးရွာအတွင်းမှလူငယ်တအူအမည်တည်တော်လဲကြံရစ်သူမိသားစုများ၏လုံခြုံရေးအတွက်အမည်မဖော်ပြရန်တောင်းဆိုထားပါသည်ကိုစစ်တပ်ကအတင်းအကျပ်ဝင်ရောက်ရိုက်နှက်ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသိရှိရပါသည်စစ်ကား၃စီးနှင့်အတင်းဝင်လာပြီးလူငယ်တအူကိုရိုက်နှက်ဖမ်းဆီးသွားပါသည်စုံစမ်းကြည့်တော့စစ်မှုထမ်းခိုင်းမှုပေါ်တာဆွဲတာလို့ပြောပါသည်အခုတော့ရွာကလူငယ်တွေအားလုံးပြေးနေရပြီဟုဒေသခံပြည်သူတို့ကပြောဆိုပါသည်အလာတူအေရီတိုင်းလေးမျက်နှာမျိုးနဲ့ကွန်းချံကုန်းကြေးရွာတွင်လူငယ်အမျိုးသား၅ဦးကို စစ်တပ်ကအကြောင်းပြချက်တစုံတရာမရှိဘဲဖမ်းဆီးသွားကြောင်းယခုအချိန်ထိဖမ်းဆီးထားသည့်မှာရက်တော်ကြာမြင့်ပြီဖြစ်တော်လဲပြန်လည်လွတ်ပေးခြင်းမရှိသည့်အပြင်ငွေကြေးနှင့်ရွေးခိုင်းမှုအခြေအနေရှိနေကြောင်းသိရှိရပါသည် လေးမျက်နှာမျိုးနဲ့ကွင်းချံကုန်းကြီးရွာမှာအမျိုးသား၅ဦးကိုစစ်တပ်ကဖမ်းဆီးထားပါတယ်။အဲဒီအထက်မှာချမ်းသာတဲ့မိသားစုကလူငယ်တချို့လဲပါတော့မိသားစုတွေကငွေနဲ့ရွေးဖို့ပြင်ဆင်နေကြတယ်။ဘာလို့ဖမ်းတာလဲတော့မပြောဘူးဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ဧပြီလ28ရက်နေ့ကလည်းစစ်တပ်ကလင်းမြနာမျိုးနဲ့ကွန်းချံကုန်းကြီးရွာတဲ့သို့ဝင်ရောက်စီးနင်းခဲ့ပြီးကြီးရွာအတွင်မှာမိုဘိုင်းဖုန်းများကိုသိမ်းဆီးသွားကြောင်းအဆိုပါသိမ်းဆီးသွားသောမိုဘိုင်းဖုန်းများကိုလည်းစစ်တပ်ကပြန်လည်ပေးရခြင်းမရှိခဲ့ကြောင်းဒေသခံပြည်သူအများစုကပြောဆိုကြပါတယ်။ အကြံပေးစစ်တပ်ကယခုမေလအတွင်းဖွင့်လှစ်မီစစ်မှုထမ်းအပတ်စဉ်73အတွင်းနိုင်ငံတော်ဝန်ပေါ်တာဆွဲဖမ်းဆီးမှုများနှင့်လူငယ်များကိုအတင်းအကျပ်ဖိအားပေးဆင့်ခေါ်မှုများလှုပ်ဆောင်လျက်ရှိကြောင်းစုံစမ်းသိရှိရပါသည်ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။